ကျွန်မရဲ့နာမည်ကတော့ Nat Emily ဖြစ်ပါတယ်။ကျွန်တော်နာမည်က Software Soul ဖြစ်ပါတယ်။ကျွန်မတို့ကတော့ Team B ဖြစ်ပါတယ်။တော့ကျွန်မတို့ရဲ့အာပြိုင်ဘက်အသင်းကတော့ကျွန်မအာရာနဲ့ကိုမြတ်သူဖြစ်ပါတယ်။တခြင်းမင်းလိုက်တဲ့ခါမှာကျွန်တော်တို့ကြားတဲ့တခြင်းကတော့ကိုအဲလုံးဝတည်ဆူထားတဲ့တငယ်ချင်းချစ်သူဆိုတဲ့တခြင်းဖြစ်ပါတယ်။အာမင်းလိုက်ပြီးပြိုင်ဘက်ထွက်တဲ့ခါမှာ အရန်ကြီးစိုးရင်တော့မျိုးတော့မရှိဘူးဒါပေမဲ့အရန်ကြီးပေါ့နေရလဲမဟုတ်ဘူးเนาะတို့လည်းအရန်ကောင်းတဲ့သူတွေဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကိုယ့်ဘက်အပိုင်းကနေတော့အကောင်းဆုံးကိုယ်မှဆွမ်းဆရှိတဲ့လောက်တော့စူးစမ်းမှလုပ်မယ်ဆိုရင်ဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့အချိန်ရသမျှအကုန်လုံးတချင်းအတွက်လေ့ကျင့်ကြပါရဲ့ဟုတ်ပြန်ဘက်အတွဲထက်ကျွန်တော်တို့အတွဲရဲ့အားနည်းချက်ကကျတော့အာဆရာလည်းပြောတယ်ဗောနော်တခြားအရာတွေမဟုတ်ဘဲနဲ့ဒီအော်ပေါ်ဖော်မန့်ပိုင်းမှာဗောနော် ကျွန်မအရန်တောင်းတောင်းကြီးဖြစ်နေတော့အဲ့ဒါကိုဆရာကအများကြီးပြုပြင်ဖို့အတွက်အကြံဉာဏ်ပေးတယ်။အတွေ့ကျွန်တော်တို့အတွေ့ရဲ့အားသာချက်လို့ထင်တဲ့အရာကတော့ကျွန်တော်တို့နှစ်ယောက်ကအပေးယူမြတယ်လို့ခံစားရတယ်။ပြီးရင်အတန်လည်းအလောက်ထိမကွာဟနေပေါ့နော်။ဆိုတော့အဆင်ပြေပါတယ်။တရားနဲ့တရားလဲနားလည်မှုအပြင်းဝါနဲ့ယူတာပြန်ဖက်အတွဲရဲ့အာသာချက်ကိုပြောရမယ်ဆိုရင်တို့တချင်းအာဟိုတို့ arrange ပြန်လုပ်တဲ့ပုံစံလေးကိုသဘောကျတယ်အာ original နဲ့မတူအောင်ပေါ့နော်သူတို့ဆန်းဆန်းလေးလုပ်ထားတာတည်ရဲ့အားနေချက်ကကြတော့အာ second လိုက်တဲ့အတန်က main အတန်ထက်အများအဲ့လိုကျေနေတဲ့ဟာကိုကြားရတော့အဲ့ဒါနားထောင်ရတာတမျိုးလေးရောဖြစ်နေရှင်ဟုတ်တယ်ညီမပြောသလိုပဲသူတို့အဲ့ဒီတချင်းရပြသူတို့ပုံစံနဲ့ဆိုဆိုတာတော့ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့နားထောင်ရတာဟို ဟို performance လိုက်တဲ့ဥစားနတ်တော့ဥစားတန်တာလုံးတဲ့လိုက်ပေးတဲ့လူက main ဖြစ်သွားတာအဲ့လိုမျိုးနေရပါတယ်မင်္ဂလာပါကျွန်တော်တို့ကတော့သင်းအေရဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့မြတ်သူပါကျွန်မနာမည်ကအာရဖြစ်ပါလိမ့်ရှင်။ချင်းတိုက်တာပထမတော့နည်းနည်းဆိုရင်တော့ဘောနော်အချိန်လေးအသိမရတဲ့အခါကျတော့ ဆိုရင်တော့အဆင်ပြေမှာဆိုလို့ဆိုရင်ဟုတ်ကဲ့ရှိတယ်အဲဒါမဲ့အဆင်ပြေသွားပါတယ်နော်အခက်ခဲကကြတော့အဲနည်းနည်းတော့ရှိတာပေါ့နော်ဟိုကီးရရောက်ကြလေးရကီးမြင့်ပြီဆိုလို့ရှိရင်မိကလေးတွေ့နေသွားတာမျိုးတော့မိကလေးနဲ့အဆင်ပြေပြီဆိုရင်ရောက်ကြလေးတွေ့မြင့်သွားတာမျိုးတော့နည်းနည်းတော့ယောက်ျားလေးတချင်းဆိုတော့ယောက်ျားလေးယောက်ျားလေးတယောက်တည်းဆိုထားတဲ့တချင်းဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့အခက်အခဲရှိပါတယ်ကီးလေးတွေ တစ်ဖက်တစ်ဖက်ပြိုင်ပွဲဝင်နေတဲ့အာသာချက်ကတော့ဒီလိုနှစ်ယောက်လုံးက music ကိုလည်းတော့တော်တော်လေးစိုးနိုင်တယ်ပေါ့တချင်းအဲအမနတ်အန်ကြီးကလည်းအရင်ကောင်းနေတူတူပါသူတို့နှစ်ယောက်ကကောင်းတယ်ထင်ပါတယ်ဟုတ်ကဲ့ဒီဖေးရအာသာချက်အနည်းချေကမတွေ့အနည်းချေတော့မတွေ့ပါဘူးနော်ကောင်းပါတယ်တင်ကောင်းပါတယ်စိတ်တိတ်ထနေတဲ့အရာကကြတော့သူတို့ညောင်ဆိုတဲ့အချိန်မှာရွှေရလေးက ဟိုဟာမိုနီလိုက်တဲ့အချိန်မှာပေါ့တိတ်ပြီးမှအရန်ကြီးမမျှတတ်တယ်ဖြစ်တယ်စိတ်ထဲမှာသူကဘိုးမမဒီထက်အားထည့်ရင်ဘိုးအဆင်ပြေမယ်လို့ထင်တယ်